ပိုင်းကားဆက်မှာတော့လူကအိုဘီဂူရာနဲ့တိုက်ခိုက်နေခဲ့ပါတယ်။လူကသူမရဲ့စကားအရ10မိနစ်ကိုချိန်အိုဘီဂူရာကိုထိအောင်လုပ်နေခဲ့ရပါတယ်။ခုလဲသူတို့ကတိုက်ခိုက်နေရင်လူကအိုဘီဂူရာကိုသူမရဲ့စပင်းနဲ့ရိုက်ပစ်လိုက်ပြီးသူ့လောက်ရက်ကိုသူကျေနပ်နေခဲ့ပါတယ်။ဒါကြောင့်အိုဘီဂူရာကဒေါသထွက်သွားပြီးသူမကလူကိုဖနှောင်းနဲ့ပေါက်ချပစ်လိုက်ပါတယ်။အဲဒီနောက်လူကလဲကျသွားခဲ့ပြီးဒါအောင်မြင်လိုက်ရတဲ့ရှင်ကလူကိုစိတ်ပူသွားခဲ့ပါတယ်။အဲ့ဒီချိန်အိုဘီဂူရာကတော့လူကိုအများကြီးမျှော်လင့်ထားပေမဲ့နောက်ဆုံးတော့လောက်ပဲလာလို့ခနဲ့နေခဲ့ပါတယ် ဒါပေမဲ့အဲ့ဒီချိန်မှာပဲလူစီကနေရေတံထွက်လာခဲ့ပြီးအိုဘီဂူရာတယောက်အောင်းအောင်းသွားခဲ့ပါတယ်။လူကတော့ရှင်းဝင်ကြည့်ကရေမောနေရာကြောင့်ရှင်းကဒီအမှုသမားကိုတော်တော်လေးစိတ်ကုန်နေခဲ့ပါပြီ။အရင်နောက်လူကရက်ပလင်းကိုလည်းထမ်းမုန်နေချိန်အိုဘီဂူရာကလူကိုတိုက်ခတ်ခဲ့ပါတယ်။ဒါပေမဲ့လူကအိုဘီဂူရာရဲ့တိုက်ခိုက်မှုမှန်သမျှကိုရှောင်တိုင်းလိုက်ပြီးသူမရဲ့လက်ကိုလှစ်ခနဲနမ်းလိုက်ပါတယ်။ဒါကြောင့်အိုဘီဂူရာကနောက်ချီကိုထပ်ဆဖို့အချိန်စမလိုက်ပြီးဒီတစ်ခါအတီတက်ပြီးမှမို့လာစမ်းမှလို့ပြောလိုက်ပါတယ်။ဒါပေမဲ့လူရဲ့ပုံစံကအတော်လေးကိုကြောက်စရာကောင်းတဲ့ပုံစံပေါက်သွားခဲ့ပြီး ူမအနေနဲ့ဂျပန်ဝင်ရောက်ခဲကငွေကန်နာကိုအရင်သင်ခဲ့ပြီးဟာနာစီကလည်းအချိန်ပိုင်းလို့သူမခေါင်းဆောင်လို့ခေါ်ခံခဲ့ရတယ်လို့ပြောလိုက်ပါတယ်။အရင်နောက်လူကအိုဘီဂူရာကဒါတောင်သူမကိုဘာလို့ယူလို့ခေါ်နေရတယ်မေးပြီးအိုဘီဂူရာရဲ့လက်ကိုဖမ်းထားလိုက်ပါတယ်။အတော်လေးကြောက်စရာကောင်းနေတဲ့လူရဲ့ပုံစံကြောင့်ရှင်းကအံ့ဩနေတယ်လို့အိုဘီဂူရာကလည်းလူကိုလမ်းသွားခဲ့ပါတယ်။ဒါပေမဲ့ခနာကြာမှာတော့လူကအမှုပြေသွားပြီးသူမကဒါကဘယ်နေရာလဲလို့မေးနေခဲ့ပါတယ်။ပြီးတော့ချုပ်ခန္ဓာရတဲ့ရှင်းကိုမြင်တော့ဘာလို့နေရာလဲလို့မေးခဲ့ပါတယ်။အဲဒီချိန်အိုဘီဂူရာကတော့လူကိုသဘောကျသွားခဲ့ပြီ သူမကတန်မာရီသူတွေကိုကြိုက်တယ်လို့ပြောနေခဲ့ပါတယ်။ပြီးတော့အိုဘီဂူရာကလူကိုနောက်ထပ်တစ်တွေထောက်လုပ်ဖို့တောင်းဆိုနေခဲ့ပြီးလူကတော့မလုပ်ချင်လို့ညင်းနေခဲ့ပါတယ်။ဒါကိုကြည့်နေတဲ့ရှင်တို့ကတော့စိတ်ပြက်နေခဲ့ပါပြီ။တဖက်မှာလည်းစာကာမူတို့ကပြန်ထလာပြီးသူကဘွားကိုမင်းကိုမှတ်မိသွားပြီလို့ပြောလိုက်ပါတယ်။အဲ့ဒီချိန်စာကာမူတို့ကအဆမပြတ်လှုပ်ရှားမှုတွေများလာတာကြောင့်ခန္ဓာကိုယ်ကပင်သွားပြီးသူ့ရဲ့အရင်ခန္ဓာကိုယ်လိုမျိုးပုံစံပြောင်းသွားခဲ့ပါတယ်။ဒါအောင်မြင်တော့ဘွားကနည်းနည်းလေးပင်သွားရုံနဲ့ဘောင်းနိုင်မှလည်းလို့မင်းနေချိန်မှာပဲသူကအထိုးခံလိုက်ရပြီးအပြင်ဘက်ကိုရောက်သွားခဲ့ပါတယ်။ အရင်နောက်မှာတော့ဘွိုင်းကစာကာမူတိုရဲ့လက်မှာဇက်တိုက်ထိုးခံခဲ့ရပြီးသူကဒန်းငွေကိုတုံးကစာကာမူတိုကိုပြန်ထိုးဖို့လုပ်ပါတယ်။ဒါပေမဲ့စာကာမူတိုကသူ့ရဲ့လက်သီးနဲ့ထိတ်တိုက်ခံမိခဲ့တာကြောင့်ဘွိုင်းရဲ့လက်ကခရိယာတွေပျက်စီးသွားခဲ့ပါတယ်။အရင်နောက်ဘွိုင်းကစာကာမူတိုကိုပောက်ကွဲစီရတဲ့ဘောလုံးလေးတွေနဲ့ပြစ်လိုက်ပေမဲ့စာကာမူတိုကအားလုံးကိုဖမ်းလိုက်ပြီးသူတို့ကိုပြန်တိုက်ခတ်လိုက်ပါတယ်။ဘွိုင်းကဒါကအစင်းမြင့်ကြီးစားလူသမားတစ်ယောက်ရဲ့ပုံရင်လားလို့တွေးနေခဲ့ပါတယ်။ တဖက်မှာတော့ဆာကာမိုတိုကယင်ကဒါရီကိုသူ့အနေနဲ့လူသက်ဖို့နေရာမှာတောင်းခဲ့ပေမဲ့အခုတော့မိသားစုနဲ့ချီရတဲ့သူတွေကိုကာဝယ်ဖို့တောင်းနေလို့ပြောလိုက်ပါတယ်။ဒါကိုကြောင့်တော့ဘွားရကဆာကာမိုတိုကိုမြ мян လက်စားတပ်ပြီးမိသားစုကိုတွားကယ်ဖို့ပြောပါတယ်။ဒါပေမဲ့ဆာကာမိုတိုကတော့မလိုဘူးလို့ပြောလိုက်ပြီးသူ့မှာအားကိုးရတဲ့သူတွေရှိတယ်လို့ဆိုကဘွားကိုဆက်ပြင်းခဲ့ပါတယ်။အဲ့ဒီချိန်အပေါ်ဘက်မှာတော့အတွဲတွဲကအကေပဲစီးရင်ကြည်နူးနေခဲ့ပါတယ်။ဒါပေမဲ့သူတို့ကြည်နူးနေတဲ့အချိန်လေးကိုဆာကာမိုတိုနဲ့ဘွားကဖျက်ဆီးပလိုက်ပါတယ်။ဘော်လဲဆိုတော့သူတို့ကအချိန်လုံးပြီးကေပဲရဲရောက်လာခဲ့လို့ပါ။ ။တဖက်မှာတော့လူတို့ကအပုံလိုက်ခုံတစ်ခုပေါ်မှာအိပ်ပျော်နေခဲ့ပြီးမကြခင်မှာအောက်ကနိုးလာခဲ့ပါတယ်။ပြီးတော့သူမကရှင်းကိုနှိုးလိုက်ပြီးတရဲအင်းတွေကနေဘယ်လိုလုပ်အပြင်ရောက်လာတာလဲဆိုတာကိုမေးလိုက်တော့ရှင်းကအားလုံးပင်ပန်းသွားကြတာမလားလို့ပြောလိုက်ပါတယ်။ဒါပေမဲ့အောက်ကမတင်ခါဖြစ်နေပြီးရှင်းကိုညစ်ပတ်နေရပဲလို့ပြောတော့ရှင်းကဖုတ်ကောင်တွေကကြမ်းလို့လို့ပြောလိုက်ပါတယ်။ဒါကြောင့်အောက်ကစာကာမူတိုရောလို့ပြီးတော့ရှင်းကမတီးဘူးလို့ပြောကသွားရှာပါတယ်။အဲ့ဒီချိန်စာကာမူတိုတို့ကကေဘယ်တွေကနေဆင်းလာပြီးတောင်ရှိမြို့သမီးကပျက်စီးနေတဲ့ကေဘယ်နဲ့သွေးထွက်နေတဲ့ဘွားကိုကြည့်ကအဆင်ပြေလားလို့မေးလိုက်ပါတယ်။ ါ့ကိုကျွန်တော်တို့ဘွားကမိန်ကလေးကိုယောက်ျားတယောက်ရဲ့ဒဏ်အားနဲ့ပတ်သက်ပြီးမေးတာကစင်ရှင်မှုရှိတာပဲလို့ပြောလိုက်ပါတယ်ဒါကြောင့်မျိုးသမီးကစံမေးတော့ပဲပျက်စီးမှုအတွက်ရောကြေးပေးဖို့ကတောင်းဆိုလိုက်ပါတယ်အဲဒီနောက်မှာတော့သူတို့ကဘွားကနေလျှောက်လာပြီးဘွားကစာကာမူတိုကိုသူ့အနေနဲ့ရှုံးသွားပြီဖြစ်လို့စပ်နှောက်ဆက်ချင်တော်လို့ပြောလိုက်ပါတယ်ဒါပေမဲ့စာကာမူတိုကသူ့ရဲ့စကားကိုနားမထောင်ဘဲပေါက်စီကိုသာဝင်နေခဲ့ပါတယ်အဲဒီနောက်ဘွားကစာကာမူတိုစီကနေပေါက်စီကိုတောင်းစားနေချိန်ရှင်းကရောက်လာခဲ့ပါတယ် သူကဗျုံသားကြီးပိန်သွားတဲ့ဆာကာမိုတိုကိုမြင်တော့အံ့ဩနေခဲ့ပြီးဆာကာမိုတိုကတော့ဆက်လုရှားမှုများလို့ပိန်သွားတာလို့ပြောလိုက်ပါတယ်။အရင်ပုံစံတိုင်းဖြစ်နေတဲ့ဆာကာမိုတိုကိုမြင်တော့ရှင်းပြောက်ရမ်းဝန်ဘောကျနေခဲ့ပြီးဓာတ်ပုံတွေပါရိုက်ယူနေခဲ့ပါတယ်။အရင်နောက်ဘွဲကဆာကာမိုတိုကိုစူချင်းဝင်ကိစ္စကိုဘလို့လုံးမဲလို့မေးလိုက်ပါတယ်။အဲ့ဒီချိန်နောက်ကလိုက်လာတဲ့အအုပ်ကဒါကိုကြားသွားခဲ့တာသုံးသားအစ်စ်ခံနေရပါတယ်။ဘွဲကတော့ဘုံတိဘမ်တိရောစစ်ခံနေရတာကြောင့်ကြောင်တောင်ဖြစ်နေခဲ့ပါပြီ။အအုပ်ကစူချင်းကဘာလဲလို့မေးတော့ဖာဂါမိုတိုကသူ့ကိုတတ်ဖို့အတွက်စူချင်းထုတ်ခံတာအကြောင်းပြောပြပါတယ်။ ပြီးတော့သူကအောက်အုပ်ကိုပျော်စီချင်တာကြောင့်ဖုံးကွယ်ထားမိတာပါလို့ဘွိုင်းကဝင်ပြောလိုက်ပါတယ်။ဘွိုင်းကိုမြင်တော့အောက်အုပ်ကဘယ်သူလဲလို့မေးတာကြောင့်ဘွိုင်းကသူကလူသမားတယောက်လို့ပြောပြပါတယ်။အောက်အုပ်ကတော့သူမရဲ့ယောက်ျားကိုလှွတ်ထားရေးကိုပြောပြီးစီးမြင့်ရစာကမှုတို့ကိုကိစ္စကိုဖုံးထားပဲဓာတ်ရှင်ကစူရဲကိုဖျက်သိမ်းအောင်လုပ်ဖို့ပြောလိုက်ပါတယ်။အရင်နောက်မှာတော့သူမကဟာနာနဲ့တူစီတန်းလှည့်လိုက်တာတွေကိုတွားကြည့်နေခဲ့ပါတယ်။ရှင်ကစာကမှုတို့ကိုစူရိတ်ဖြတ်သိမ်းမှုကိစ္စကိုဘလို့လုံးမဲလို့မေးတော့ရှင်ကလမ်းစာတစ်ခုတော့ရှိရလို့ပြောလိုက်ပါတယ် အဲ့ဒီချိန်ရှင်းကဘွားကိုဒီကိစ္စကိုကူပေးဖို့ပြောပေမဲ့ဘွားကခေါင်းဆောင်ရဲ့နေရာကိုတောင်တိမနေခဲ့ပါဘူး။ဒါကြောင့်ရှင်းကဘွားကိုပြစ်တင်နေခဲ့ပြီးဘွားကတော့ကိုယ့်ကိစ္စကိုရှင်းဖို့ပြောလိုက်ပါတယ်။အရင်တော့မှဘွားတို့ကရှင်းကိုနှုတ်ဆက်ပြီးပြန်သွားခဲ့ပါတယ်။နောက်ရမှာတော့ရှင်းကခါတိုင်းလိုပြန်ဝသွားတဲ့စကာမူတို့ကြောင့်စိတ်ပြတ်နေခဲ့ပါတယ်။ဒါအောင်မြင်တော့လူကဘာဖြစ်နေရလဲလို့မေးလိုက်ပြီးရှင်းကတော့စကာမူတို့ရဲ့ခြေနေကိုပြောပြလိုက်ပါတယ်။နောက်တော့သူတို့ကစကာမူတို့နဲ့အတူငှားရမ်းတဲ့သူချက်လက်တွေကိုရှာဖို့ချက်လက်ရောင်းတဲ့ဆိုင်ကိုတွားခဲ့ပါတယ်။ ပြီးတော့ချက်လက်တွေကိုထန်ကြည့်နေခဲ့ပြီးဌာနချုပ်နေရာကိုမှတ်သားထားလိုက်ပါတယ်။ဒါပေမဲ့အဲဒီတွက်ဆာကာမူတိုကအတော်လေးပတ်စံကုန်သွားပြီးရှင်းကအဆင်ပြေလာလို့မေးတော့ဆာကာမူတိုကလူပြိုဘွားကစူစားတာတွေရှိရလို့ပြန်ပြောလိုက်ပါတယ်။အဲဒီနောက်ဆန်ကားနေထွက်ခန်းကြီးမှာစိုင်ပန်ရှင်ကဆာကာမူတိုကိုပြန်တော့မလာလို့မေးလိုက်ပြီးဒီကိစ္စမှာအရင်ကတငယ်ချင်းတယောက်ပါဝင်နေမယ်ထင်တယ်လို့ပြောလိုက်ပါတယ်။ဒါကိုကျွန်တော်ဆာကာမူတိုကဘယ်သူလဲလို့မေးလိုက်ပေမဲ့ဆန်ရှင်ကဘာမှစံပြောခဲ့ပါဘူး။ အဲ့ဒီ chain ဖက်မှာတော့ order ဖွဲ့ဝင်တွေကစူးစိနေခဲ့ပြီးဟီယိုကနာဂူမိုကိုမင်းဆာကာမိုတိုနဲ့တွေ့ခဲ့တယ်မလားလို့မေးလိုက်ပါတယ်။ဒါပေမဲ့နာဂူမိုကမသိချင်အောင်ဆောင်းနေရကြောင်းဟီယိုကသူ့ကိုတိုက်ခိုက်ပြီးနာဂူမိုကဒါကိုတားလိုက်ပါတယ်။တဖက်မှာလည်းရှီရှီဘာကအီဆာရာဂီကိုစကားပြောနေချိန်အီဆာရာဂီကရှီရှီဘာကိုဂန်ထဲကထမင်းကိုမစားဖို့ပြောလိုက်ပါတယ်။ဒါကြောင့်ရှီရှီဘာကစဖို့မှုကိုခေါ်လိုက်ပြီးသူ့ရဲ့လက်ကိုဒိုင်းထိုးလိုက်ခါဘာလို့ကြက်သွန်နေထဲထားရလဲလို့ပြောလိုက်ပါတယ်။ခဏကြာမှတော့အီရီယာကရောက်လာပြီးစီဝဲကိုလာပေးလို့အားလုံးကိုကျေးဇူးတင်ကြောင်းပြောလိုက်ပါတယ်။ ဒါပေမဲ့ဟျိုကတော့လူမဆုံသေးဘူးလားလို့မေးလိုက်ပြီးတာကာမူရာကမလာသေးဘူးလားလို့မေးလိုက်ပါတယ်။ဒါကိုကျွန်တော်ရှိရှိပါကတာကာမူရာကအဖိုးကြီးဖြစ်နေပြီဖြစ်တာကြောင့်မေးနေပြီထင်တယ်လို့ပြောလိုက်ပါတယ်။အဲဒီချိန်အီရီယာကအားလုံးကိုမကြားသေးခင်ကချင်းချောက်ခံရတဲ့အမှတ်သားတစ်ခုနဲ့အတူ JA အဖွဲ့ဝင်တွေတယောက်ပြီးတယောက်တတ်ခံနေရကြောင်းပြောပြလိုက်ပါတယ်။ပြီးတော့ဒါကို JA ရဲ့ order အဖွဲ့အနေနဲ့အများဆုံးဖြည့်ရှင်းပေးဖို့တောင်းဆိုခဲ့ပါတယ်။တစ်ဖက်မှာတော့ဆက်ကမ်တိုတို့ကဌာနချုပ်ကိုရောက်လာခဲ့ပါတယ်။အရင်တော့သူတို့ကဘယ်သူမှမသိအောင်ခိုးဝင်မှုရုပ်ဖြတ်လိုက်ကြပါတယ်။ အထင်းမှာတော့အဆောင်နှစ်ယောက်ကစာကမ်တိုရဲ့စူဂျီအကြောင်းပြောနေခဲ့ပြီးဘွားကခံရရပြီဆိုတာတွေကိုပြောနေခဲ့ပါတယ်။ဒါကြောင့်ရှင်းကနောက်ကတရက်ကိုရှင်းလိုက်ပြီးစာကမ်တိုကရှေ့ရလူကိုရှင်းလိုက်ပါတယ်။ပြီးတော့သူတို့ကဇလန်းရခေါင်းဆောင်ရှိတဲ့ပထမတော်ကိုခုံးဝင်မလုပ်ပါတယ်။အရင်ဆုံးရှိနေတဲ့အဆောင်ကိုစာကမ်တိုကလျှက်စင်းနဲ့ရှော့တိုက်ပလိုက်ပါတယ်။ပြီးတော့သူတို့ကထဲကိုခုံးဝင်လာပါတယ်။ဒါပေမဲ့လူကရန်ရှင်းနေတာကြောင့်ရှင်းကစာကမ်တိုကိုသတိပေးလိုက်ပါတယ်။ အဲဒီနောက်မှာတော့သူတို့ကတိုးတိုးလေးကတ်သွားပြီးတကောက်ဖွင့်လိုက်တော့အထဲမှာတိဆုံးနေတဲ့လူတွေအများကြီးကိုတွေ့လိုက်ရပြီးအလဲမှာတော့နာဟူမိုကရှိနေခဲ့ပါတယ်။သူကစာကာမတိုးတို့ကိုကြည့်လိုက်ပြီးသူကခေါင်းဆောင်နဲ့အားလုံးကိုတတ်လိုက်မိပြီလို့ပြောလိုက်ပြီးစင်ကောင်းမိမဲ့မင်းတို့ကိုလည်းတတ်ရလိမ့်မယ်လို့ပြောလိုက်ပါတယ်။နာဟူမိုကပြောပြပြီးရုတ်တရက်ရှင်းရဲ့နားကိုရောက်လာပြီးရှင်းကိုဓာတ်ထိုးလိုက်ပါတယ်။ဒါကြောင့်ရှင်းကဓာတ်နဲ့ထိုးခံလိုက်ရတဲ့သူ့ရဲ့လေပင်ကိုဆန်းလိုက်ပေမဲ့သူရရှိနေခဲ့ပါဘူး။ထုံးစံတိုင်းနာဂူမိုကရေချဲချဲနဲ့ယက်နေပြီးဖာလို့ပြောလိုက်တော့ရှင်းကစိတ်တူတော့ခဲ့ပါတယ်။ အရင်နောက်နာဂူမိုကသူရောက်တဲ့ချိန်မှာအားလုံးတင်နေပြီလို့ဖြစ်ပျက်တွေကိုပြောပြလိုက်ပါတယ်။ဆာကာမူတိုကဒါကိုကြားတော့အော်ဒါကဆက်လို့ရှားနေပြီလားလို့မေးလိုက်ပါတယ်။နောက်ရမှာတော့ရှင်တို့ကစူဂျင်းနဲ့ပတ်သက်ပြီးဘာမှလို့ပါသေးပဲစိုက်မှရှိနေခဲ့ပါတယ်။ဒါပေမဲ့ချိန်တိုင်းလို့ရောက်လာတဲ့လူတသမားတွေကြောင့်စဉ်ညစ်နေရပေမဲ့အာအိုကပတ်တီးနဲ့ဆေးရီရောင်းနေရလို့ကြေညာနေခဲ့ပါတယ်။အရင်နောက်မှာတော့ဆာကာမူတိုကဘဲချီနေပဲဖြစ်ဖြစ်အားလုံးကိုတာမအောင်လှောက်ထားဖို့ပြောလိုက်ပါတယ်။ဒါကြောင့်ရှင်တို့ကလာသမားလူတသမားတွေကိုတောင်းအောင်ယူပေးခဲ့ပါတယ်။ တဖက်မှာတော့လူတက်မားကဂျေဖွဲ့ဝင်တွေကိုတတ်ပြီးသူ့ရဲ့အမှတ်အသားကိုထပ်ဆွဲခဲ့ကဇလန်းလေးကလည်းတခမ်းရံတော့ခဲ့ပါတယ်